နှလုံးသွေးကြောပိတ်ပြီးတော့ heart attack ရပြီဆိုလို့ရှင်ဘယ်လိုမျိုးလက္ခဏာတွေပြလဲဆိုတာကိုဒီနေ့မှာပြပြပေးသွားမှာဖြစ်ပါတယ်။နှလုံးနဲ့ပတ်သက်တဲ့ video တွေကိုကျွန်တော်ရဲ့ channel လေးကနေပြီးတော့အမြင့်တက်ဆက်ပေးနေတာရှိပါတယ်။ဒီနေ့မှာထပ်ပြီးတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။နှလုံးသွေးကြောပိတ်ပြီးတော့ heart attack ရပြီဆိုလို့ရှင်ရင်ဘတ်အောက်တက်ပါတယ်။စိတ်ပညာခေါ်တော့ chest pain လို့ခေါ်ပါတယ်။ရင်ဘတ်အောက်တဲ့အခါမှာရင်ဘတ်ရဲ့အလေတက်တဲ့ကနေပြီးတော့ကြောနဲ့ရင်နဲ့ညှက်ပြီးတော့အောက်တာဖြစ်ပါတယ်။ရင်ဘတ်ရဲ့အလေတက်တဲ့ကနေပြီးတော့တယောက်ကနင်းထားသလိုတက်ဖိထားသလို တင်းကြက်ကြက်ကြီးအောက်တာဖြစ်ပါတယ်ကျောင်းနေရင်လည်းညက်ပြီးတော့အောက်တာဖြစ်ပါတယ်ဒီလိုမျိုးဖြစ်လာပြီဆိုရင်မပေါ်စားပါနဲ့ဆရာဝန်နဲ့ချက်ချင်းပြပါ ECG ဆွဲကြည့်ပါဒါ့အပြင်ကတခြားနေရာတွေမှာလည်းအောက်တာမျိုးဖြစ်တတ်ပါတယ်ကျောင်းနေရင်လည်းညက်ပြီးတော့အောက်တာအပြင်ကကိုယ့်ရဲ့ဘဲဘက်လက်မောင်းဘဲဘက်မေယိုနာမှာကြိုက်တာနာတာမျိုးလည်းဖြစ်တတ်ပါတယ်ဒုတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ကအသက်ရှူမောရတာဖြစ်ပါတယ်။ရုပ်တရက်မောလာမယ် ရမအောက်ပြီးတော့မောလာမယ်အသက်ရှင်မောကဖြစ်လာမယ်မွန်းကြက်ကြက်ဖြစ်လာမယ်ဆိုရင်မပေါ့ဆပါနဲ့ဆောင်းနဲ့တိချပြပါဒါပြင်ကချွေးစည်းတွေထွက်လာမယ်ခြေပြားလက်ပြားတွေအေးဆက်လာမယ်ကန်ကြီးလိုက်ရင်ရေခဲတော့ကန်ရတယ်လို့ဖြစ်နေမယ်ဒါဆိုလို့ရှိရင်လည်းနှုံးသူကြောပိတ်တဲ့လက္ခဏာတွေမှာပါဝင်ပါတယ်တကယ်လို့သင်ကသွေးခုန်တုံးဆန်းတက်တယ်ဆိုရင်သွေးခုန်တုံးကိုဆန်းကြည့်လိုက်ပါသွေးခုန်တုံးကဆန်းလို့မရတာသွေးခုန်တုံးပျောက်နေတာသွေးခုန်တုံးကောင်းကောင်းဆန်းလို့မရတာဒါမျိုးကြီး ဖြစ်နေနိုင်ပါတယ်ဒါဆိုရင်နှလုံးသွေးကြောပိတ်နေတာဖြစ်နိုင်ပါတယ်တချို့လူတွေမှာတော့ပြိုရက်အန်တဲ့လက္ခဏာနဲ့နှလုံးသွေးကြောပိတ်တဲ့ယောဂါကအဲ့လိုမျိုးလက္ခဏာပြတတ်ပါတယ်ဒါကြောင့်မို့လို့အသက်ကြီးတဲ့လူတယောက်ကဘာကြောင့်မှမသိဘဲနဲ့ပြိုတာအန်လာဖြစ်နေပြီဆိုလို့ရှိရင်ဒါကနှလုံးသွေးကြောပိတ်တဲ့လက္ခဏာတွေမှာလည်းပါဝင်ပါတယ်အထူးသဖြင့်စီဂျိုယောဂါရှိတဲ့လူတွေအသက်ကြီးတဲ့လူတွေဖြစ်ပါတယ်ဒီလိုဖြစ်ပြီဆိုရင်အစာအိမ်ယောဂါပဲဆိုပြီးတော့မပေါ်စားပါနဲ့ တွေးခုံတော့ကိုစမ်းကြည့်လိုက်ပါတွေးခုံတော့ကစမ်းလို့မရဘူးဖြစ်နေခဲ့မယ်ခုနပြောတဲ့လက္ခဏာတွေလည်းဖြစ်နေမယ်ရေမတ်တက်ကလည်းတင်းကြက်ကြက်ဖြစ်နေခဲ့မယ်ဆိုရင်တော့ဆရာဝန်နဲ့အသေးချာပြအမှာဖြစ်ပါတယ်နှလုံးသွေးကြောပိတ်သွားတာဖြစ်နိုင်ပါတယ်ဒါအပြင်မှာခေါင်းမူးတဲ့လက္ခဏာကလည်းပဲနှလုံးသွေးကြောပိတ်တဲ့လက္ခဏာတွေမှာပါဝင်ပါတယ်ခေါင်းမူးနေပြီဆိုပြီးတော့မပေါ်စားပါနဲ့ဒါအပြင်မှာကျွန်တော်တို့ကဘာလို့လက္ခဏာတွေပြတတ်သေးလဲဆိုလို့ရှိရင်အလုံးမင်းအာမခရှိတယ်လို့ဖြစ်လာတာမျိုးဖြစ်ပါတယ် ရုတ်တရက်ကြီးအာမရှိတော့ဘူးမထနိုင်တော့ဘူးဖြစ်လာပြီဆိုလို့ရှင်လေမပေါ်ဆပါနဲ့နှလုံးကြွက်သားပြက်စီတာနှလုံးသွေးရောပိတ်သွားတာဖြစ်နိုင်ပါတယ်ဒီလိုလက္ခဏာတွေပြပြီဆိုလို့ရှင်နော်ဆရာအောင်နဲ့ချက်ချင်းပြမှာဖြစ်ပါတယ် ECG ဆွဲရပါမယ်လိုအပ်တဲ့သွေးစစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာဆိုရင်တော့လိုအပ်တဲ့ကုသမှုတွေကိုခံရမှာဖြစ်ပါတယ်ဟိုကျွန်တော်ပြောထားတဲ့ချက်တွေကနှလုံးသွေးရောပိတ်သွားပြီးတော့ heart attack ရပြီဆိုလို့ရှင် ဖြစ်လာနိုင်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်သိကျင်တာရှင်ကွန်မန့်မှာမေးလို့ရပါတယ် channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှင်လဲ subscribe လေးလုပ်ပေးကြပါဦး